ထိုင်းနိုင်ငံကတီတုံးမြီယာလေကြောင်းရံကာကွယ်စနစ်ကိုကျင်ညာလိုက်ပါတယ်။ ထိုင်ဝမ်ဟာတည်တုံ့မြည်ပေးထားတဲ့လေကြောင်းကောက်ွယ်စနစ်ကိုတိတ်ဆောက်သွားမယ်လို့ကြေညာကြောင်းရိုက်တာကဖော်ပြပါတယ်။ဒီလေကြောင်းကောက်ွယ်စနစ်ဟာလေကြောင်းပစ်မှတ်တွေကိုပုံမတိကျစွာကြားဖြတ်ပစ်ချနိုင်စွမ်းရှိလိမ့်မယ်လို့ထိုင်ဝမ်ကောက်ွယ်ဝန်ကြီးဌာနကဆိုပါတယ်။ထိုင်ဝမ်သမားလိုင်းချင်းတွေကအော်တိုဘာဆင်းနေကြတဲ့ကတည်တုံ့အလွာပေါင်းစုံပေါင်းတဲ့လေကြောင်းကောက်ွယ်စနစ်ကြေညာပြီးဒီစနစ်ဟာတရုတ်ကိုပုံမထိရောက်စွာဟန်တားနိုင်ဖို့စစ်တပ်ကိုအစိမ့်မြင့်တဲ့မောမန်နဲ့အစိုးရအစီအစဉ်တွေမှာပေါဝင်ကြောင်းပြောပါတယ်။ထိုင်ဝမ်ကာကွယ်ဝန်ကြီးဝါလက်နန်ကူးကလည်းလိုင်းချင်းရဲ့အဆိုပြုချက်ဟာလေကြောင်းပစ်မှတ်တွေကိုရေဒါနဲ့ခြေရာ ခံပြီးဂျားဖြတ်ပစ်ချမစနစ်ကိုတည်ဆောက်ရေးဖြစ်ပြီးရန်သူပြည်မှတ်တွေကိုထိရောက်စွာနှိမ်နှင်းနိုင်နိုင်မယ်လို့လွတ်တော်မှာပြောပါတယ်။ထိုင်ဝမ်လက်ရှိသုံးနေတဲ့မြေပြင်မှာဝေဟင်ပြစ်လေကြောင်းကာကွယ်စနစ်ဟာ American Low Patriot စနစ်နဲ့ထိုင်ဝမ်လော Sky Board ဝန်ကြီးတွေကိုအဓိကသုံးနေပါတယ်။ဒါအပြင်လေကြောင်းမှာအမြင့်ပေအနေပိုင်းမှာပြန်လာတဲ့ပြည်မှတ်တွေအတွက်လည်း Stinger လေကြောင်းကာကွယ်စနစ်သုံးရရှိပြီးသူတို့ရဲ့လေကြောင်းကာကွယ်စနစ်ကိုပြည်တွင်းမှာထုတ်လုပ်နေပါတယ်။ကျွန်တော်တို့အနေနဲ့ဒုံးကြီးဖြတ်စနစ် လေကြောင်းနဲ့ဒရုန်းဆွမ်းဆောင်ရည်ကိုပေါင်းစပ်အသုံးမပြုနိုင်ဘူးဆိုရင်ထိရောက်တဲ့လေကြောင်းကောက်ွယ်စနစ်ရနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့နေရာရွှေပြောင်းရလွယ်ကူပြီးဘလို့အချိန်ဒီမှာမဆိုအသုံးပြုနိုင်မဲ့လေကြောင်းကောက်ွယ်စနစ်ဦးစားပေးထုတ်လုပ်သွားမယ်လို့ဝယ်လန်ဒန်ဂူကဆိုပါတယ်အခုနှစ်ကုန်ပိုင်းမှာရရှိမဲ့အထူးဘတ်ဂျက်အရတီဒုံးလေကြောင်းရကောက်ွယ်စနစ်အတွက်ပစ္စည်းကိရိယာထုတ်လုပ်ရေးဝယ်ယူရေးကိုလည်းတိကအသုံးပြုသွားမယ်လို့ဆိုပါတယ်တီဒုံးလေကြောင်းကောက်ွယ်စနစ်ဟာတရုတ်ထက်စင်အာသိငယ်နဲ့ထိုင်ဝမ်တစ်ဖက်တွေအတွက် စင်အားအချိုးမညီတဲ့ဆက်စင်ပုံစံတည်းရဲ့ချင်းခဲ့ရမှာအဝင်ခွင့်ပြဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ထိုင်ဝမ်သမားလိုင်းချင်းတွေက2030ပြည့်နှစ်မှာထိုင်ဝမ် GDP ရဲ့900ရာခိုင်နှုန်းကိုကာကွယ်ရေး30%ဖြင့်တိုးမြှင့်သုံးဆွဲမယ်လို့ကြေညာထားပါတယ်။ဒါအပြင်ထိုင်ဝမ်သမားလိုင်းချင်းတွေကတကယ်လို့တရုတ်ဟာ2029မှာထိုင်ဝမ်ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်ဒါဟာပြောရမယ်ဆိုရင်တော့ဒေသမဟာဗျူဟာအရအမေရိကန်ကိုပါတိုက်ရိုက်ချင်ချင်မှုဖြစ်နေပြီလို့ပြောပါတယ်။ ထိုင်ဝမ်သမ္မတနိုင်ငံလေးဟာမျိုးချစ်စိတ်တဲ့ရှိသူမဟုတ်ကြောင်းသူရဲ့ပြောဆိုချက်တွေဟာတရုတ်မျိုးသားတွေရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေတယ်ဆိုပြီးတော့တရုတ်အစိုးရကတော့ဆွဆွထားပါတယ်ထိုင်ဝမ်သမ္မတနိုင်ငံလေးကတော့မိမိတို့ဟာတိကျနိုင်ငံတစ်ခုသာဖြစ်ပြီးတရုတ်ရဲ့ဩဇာခံလက်အောက်ခံနိုင်ငံမဟုတ်ဘူးဆိုပြီးအကြီးအကျယ်ပြောနေတာဖြစ်ပါတယ်